ကဲဒီနေ့လေးလာမှာတော့ဘဝကနေကွဲသွားတဲ့အခွဲလေးတွေပေါ့နော်ဒါပေမဲ့သူတို့ကလည်းလက်တွေ့ဘဝမှာအရင်ကမဖြစ်မနေအသုံးများနေတယ်ဒီ tense တွေထဲမှာမှနော်ဒီ usage ဒီအတွဲလေးဟာဆိုရင်အရင်အသုံးများလွန်းလို့အဲအခုလေးလာလိုက်လို့ရှိရင်အကျိုးရှိဖို့ရည်ရွယ်ပြီးတော့ဒီအင်္ဂလိပ်စာအုပ်တက်ကြည့်ဖို့ရသုံးစည်းတက်မှာထည့်ထားတာဖြစ်ပါတယ်ဒီနေ့အထိပုံမှန်လေးလေးလာခဲ့တဲ့ လန်လာဆိုရင်ကျွန်တော်ဒါလေးတွေပြောလိုက်လို့ရှိရင်လုံးဝ ECPC AC လေးဖြစ်နေရပါတော့เนาะ၈00တင်ခဲ့တဲ့ရက်ကဟာရဲ့ဒီနေ့တင်တဲ့ဟာရဲ့ပေါင်းဆက်ပေါင်းဆက်ပြီးတော့ဒီလောက်ကို AC ကြော်ဖြတ်နိုင်ပါမှာအဲလေ့ကျင့်ကတော့မလက်ဖက်မလို့မဒီနေ့ရှင်းပြအောင်ငယ်ကြည့်ပထမလုံးဝမလဲဆိုရင်1နောက်တစ်ခါ like 2နောက်တစ်ခါ love 2နောက် hate 2အဲနောက်ခါကျတော့ need 2နောက်ခါကျတော့ dare 2ဟုတ်ပြီ သူတို့ကနောက်မှာ bubble up တွေလိုက်လာမှာဆိုရင် van 0တွေလိုက်နေပါပါ။ဟော van 0တွေလိုက်နေမယ်ရှေ့မှာတော့ subject ကပဲစာမှာ။အဲ့တော့ subject နောက်မှာဒီအလုံးတွေလိုက်မှာဖြစ်မယ်။အဲ့တော့ subject 1 2 van 0 subject light 2 van 0 subject left 2 van 0 subject h 2 van 0 subject n 2 van 0နဲ့ subject d 2 van 0ကိုပဲဖြစ်ပါတယ်။ကဲတလုံးစီအထည့်ပြပြလို့ထပ်မယ်ဥပမာလေးနဲ့ကျွန်တော်ပြောပြမယ်ဒီမှာကျွန်တော် verse 0ကိုရေးလိုက်မယ် live alone နော် live alone လို့ကျွန်တော်ရေးလိုက်ပြီအဲဒီမှာဆိုရင်ဒီ subject လေးနဲ့တွဲပြီးရေးကြည့်မယ်ခဲ့ဒီနေရာမှာထည့်မဲ့အလုံးတွေဒီဒီအပေါ်ကဒီအတွဲကိုထည့်မှာဖြစ်တယ်ပေါ့နော်အဲ subject ကိုဆိုရင်တော့ i ထည့်လိုက်မယ်ပေါ့ဟုတ်ပြီအဲတော့ကျွန်တော် want to ရင်ထည့်လိုက်မယ် i want to live alone want to ရဲ့အဓိပ္ပာယ်ကိုခြင်သည်လို့မှတ်ထားမယ်နော် want လုံးကအလိုရှိသည် want to ဆိုရင်တော့ခြင်သည်သူနောက်မှာ verb zero လိုက်ရမယ်။ဘာကြောင့် verb zero လိုက်တာလဲဆိုရင်ဒီရှေ့က तू ကကြတော့ရှေ့က verb 1နေဆိုပေမဲ့ तू ကရှေ့က ဒီ subject ကိုမကြည့်ရတော့ဘူးသူက2ဆိုရင်2နောက်မှာ van zero လိုက်ရဆိုရဲအစီကံကြောင့်ဒီမှာ van zero ပဲဖြစ်မှာပဲဒီမှာ he ဖြစ်နေတောင်မှဒီမှာ s တွေပါမှာမဟုတ်တော့ဘာကြောင့်လဲဆိုတော့ဒါပေမဲ့ဘယ်မှာတော့ပါမလဲဆိုရင်ဒီ one 2ဆိုရင်တော့ he ဆိုရင်ဒီဘက်ကလိမ့်မှာ s လေးပါမယ်ဒီကောင်က van 1ဒီနေရာ van 1เนาะဒီရှိရလုံးနေရာ van 1နေသူကတခုကင်းဆိုရင်ဒီမှာ s တွေပါလိမ့်မယ်เนาะအများကြီးဆိုရင်မပါဘူးဒါရှိရရက်ဒီမှာပြောထားရင်သိတယ် first person နဲ့ second person ဆိုရင်မပါဘူး ဒါပေမဲ့ဒီနောက်ကအလုံးဝကြာတော့ verse 0ဖြစ်တဲ့ကြောင့်ဒီနောက်ကအလုံးမှာ asset ဆရာမလို့ဘူးအဲ့တော့ want to လေးထည့်ကြည့်မယ် I want to live alone အလုံးစာတူတယ် live လာနေတာ want to ကချင်းဒီဆိုတော့ငါတူတယ်နေချင်းတယ်နောက်က like to like to ကကြာတော့နှစ်သက်တယ်ဆိုတဲ့အဓိပ္ပာယ်ထွက်တယ်เนาะ I like to live alone want to ညမှာအစားလေးသွင်းထည့်ကြည့် I like to live alone ငါတယောက်တည်းနေရတာကိုနှစ်သက်တယ်နောက်တစ်ခါ love to သွားမယ် I love to live alone live love ကကြာတော့ light ထပ်ပို့ပြီးတော့ ပို့ပြီးနှစ်သက်မြန်လို့ရလို့ယူဆမှာပေါ့နော် live chat ကိုပို့ပြီးနှစ်သက်လုံးတဲ့ခါကျရင် left ကိုတုံးတာမျိုး i love to live alone ငါကတယောက်တည်းနေရတာကိုနှစ်သက်မြန်လို့တယ်ဒါ left တုံးတာဟော hate to hate to ကကြတော့မုန်းတယ်မကြိုက်ဘူးဆိုတဲ့အဓိပ္ပာယ်တုံးတယ် i hate to live alone ငါတယောက်တည်းနေရတာကိုဘာဖြစ်လဲဆိုမုန်းတယ်တယောက်တည်းမနေခြင်းဘူးအဲ့ဒါ i hate to နောက်တစ်ခါ need to need to ကဘာလဲဆိုရင်လိုအပ်တယ် I need to live alone ငါတယောက်တည်းနေဖို့လိုအပ်တယ်နေရလိုအပ်တာเนาะ Now dare to ကကြတော့ရဲသည်လို့ဒီပဲထွက်တယ် I dare to live alone ငါတယောက်တည်းနေရဲတယ်ဒါဒီနားမှာထည့်နေရဒီအတွဲလေးရဆိုလို့ရှိရင်ဒီနေတယ်ဆိုတဲ့ဟာလေးကိုမျိုးစုံဖြစ်အောင်ပြောင်းပေးနေတယ် want to live alone တယောက်တည်းနေချင်တယ် like to live alone တယောက်တည်းနေရတာကိုနှစ်သက်တယ် love to live alone တယောက်တည်းနေရတာကိုနှစ်သက်မြင်လို့တယ် hate to live alone တယောက်တည်းနေရတာကိုမုန်းတယ် need to live alone တယောက်တည်းနေဖို့လိုအပ်တယ်နောက်က dare to live alone တယောက်တည်းနေရဲတယ်ဟုတ်ပြီအဲ့တော့မှခါတိုင်းပဲကျွန်တော်ပြောနေသလိုပဲဒါ affirmative ပုံစံ negative ပုံစံဆိုတာလည်းရှိတာ哦ခုနကလို့မနေချင်မှုမနှက်သက်ဘူးဆိုတာမျိုးရှိလာအောင် negative လို့ရှိရင်ခိုင်းလို့ပဲ share subject ကတခုကိန်းဆိုလို့ရှိရင်ဘာတုံးမလဲ doesn't တုံးမယ်အများကိန်းဆိုရင်ဘာတုံးမလဲဆိုရင် don't တုံးမယ်သူ့နောက်မှာဘာလဲဆိုရင်ဒီအတွဲတွေထည့်မယ်ဒီအတွဲတွေနောက်မှာ verse 0ထည့်လိုက်မယ်အဲ့တော့အဲ့အတွဲနောက်မှာဘာဘလောက်လဲ ီယိုထပ်လာမယ်เนาะဒီမှာထဲဒီ one ဒီ light ဒီ left ဒီ height ဒီ knee ဒီ dead ဒီမှာ s မလိုတော့ဘူးဘာကြောင့်လဲဆိုတော့ရှေ့မှာ dash နဲ့ don't ရှိရင်ဒီမှာလဲ var zero ဖြစ်ရမယ်လို့ကျွန်တော်ပြောထားတာမဟုတ်လို့အဲ့တော့ကျွန်တော်ပြန်ပြီးပြောပြရမယ်ဆိုလို့ရှိရင်ငါတယောက်แท้မနေခြင်းဘူးဆိုလို့ရှိရင် i i the first person ဆိုတာ dash လား don't လားကျွန်တော်ရှေ့ရက်ဒီမှာပြောထားရဲ don't လို့ i don't เนาะ i don't ပြီးလို့ရှိရင်ခုနပြောလဲ one to လာမယ် one to ပြင် var zero live alone ငါတယောက်แท้မနေခြင်းဘူးငါတယောက်แท้နေရတာကိုမနဲ့တတ်ဘူးဆိုရင်လဲ i don't like to live alone ငါတရားထဲနေရတာမနှစ်သက်မမြင်ဘူး I don't love to live alone ငါတရားထဲနေရတာတော့မမုန်းပါဘူး I don't hate to live alone ငါတရားထဲနေဖို့မလိုအပ်ဘူး I don't need to live alone ငါတရားထဲမနေရဲဘူး I don't dare to live alone ဆိုပြီးရမှာဖြစ်ပါတယ် ကဲဟုတ်ပြီနောက်ခါကျတော့ဒါဘာမလဲဒီပုံစံဒီဒီအကွက်ကလေးကဘာလဲလို့ပြောတယ်ဆိုတော့သိနေပြီဒါဒီတိုင်းကြီးရဲ့ follower ရယ်ဆိုရင် yes or no question เนาะဒီနေ့မှာဒီဗီဒီယိုတွေ့ရဆိုရင်တော့ day 1ကသွားပြီးတော့တက်လာခဲ့ပါတော့ဇက်30အနည်းဆုံးအများဆုံးဇက်30ပဲတချို့သင်ခန်းစာရယ်ဆိုရင်လွယ်လွန်းလို့တနေ့ရက်နဲ့ day 1 2 3တစ်ခါလောက်ပေါင်းကြည့်လိုက်လို့ရတယ်အဲ့တော့ဇက်30လောက်ပဲအချိန်ပေးုံနဲ့အင်္ဂလိပ်စာအောက်တက်ကြည့်ပါပါဒါထက်ပိုပြီးတော့ series တွေကိုတင်ဖို့အတွက်ဒီဇက်30ကိုမဖြစ်မနေတိထားဖို့လိုတယ် နော်ဒါအင်္ဂလိပ်စာလန်တာတိုင်းသိထားဖို့လိုတယ်ကိုယ့်ရဲ့အချိန်ကကောင်းနေဆိုရင်တော့မလို့ဆိုမယ်အချိန်ကအရှင်းမရှိဘူးဘယ်ရစလျာမှမသိဘူးဆိုရယ်လူကဒါကိုကြည့်ထားဖို့လိုတယ်ဒီဝါစာပြီးကြည့်ခဲ့ပါဒီနေရာလောက်ဆိုတော်တော်လေးသဘောပေါက်နေလောက်ပြီးတော့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခါကျတော့ရှေ့ကိုဘာထုတ်လိုက်မလဲဆိုရင်လာဆိုရင် dust နဲ့ဘာထုတ်လိုက်လဲဒူးထုတ်လိုက်မယ်နော်ပြီးရင် subject လာမယ် subject နောက်မှာ verb 0တက်မလာဘူးဒီအတွဲရင်လာမှာဘာသာပြောတဲ့1 today like today love today hate today care today လာအဲ့အဲ့နောက်မှာဘာဖတ်လောက်လိုက်မလဲဆိုရင် verb 0လိုက်မယ် ဒီမှာရှိတဲ့ဝမ်းနေ light တွေ left တွေ hate တွေ need တွေ there တွေမှာလည်း s မပါတော့ဘူးရှေ့မှာဘာခေါ်ထားလို့လဲဆိုရင်အခုခေါ်ထားလို့ဆိုတဲ့ဟာကိုရှေ့က lesson ဒီဒီ verb 1နဲ့ပတ်သက်တဲ့ lesson မှာတွေကပြောပြပြီအဲဒါဆိုရင်ကျွန်တော်ပြောကြည့်မယ် main တယောက်ထဲနေခြင်းလားဆိုရင် you ဒီ second person ဆိုတော့ does နဲ့မသုံး do ကိုသုံးမယ် do you ပြင်တာထဲ want to ပြင် verb 0ထပ်လိုက် live alone main တယောက်ထဲနေခြင်းလား main တယောက်ထဲနေရတာကိုနှစ်သက်သလား do you like to live alone တယောက်တည်းနေရတာကိုနှစ်သက်မြင်လို့သလား do you love to live alone တယောက်တည်းနေရတာကိုမုန်းသလား do you hate to live alone တယောက်တည်းနေဖို့လိုအပ်သလား do you need to live alone တယောက်တည်းနေရဲလား do you dare to live alone ဒါမှလည်းထင်ပါရဲ့နော်ကဲဒါဆိုလို့ရှိရင် ဒီမှာလာမဲမေးခွန်းကဘာမေးခွန်းလဲဆိုရင် WH question လို့ခေါ်တယ်ဗမာလို့ဆိုရင်လဲမေးခွန်းဒါတော့လာမေးခွန်းလဲမေးခွန်းဖြစ်ချင်းသူ့အရှိမဒီတရွဲလုံးရဲ့အရှိမ WH လေးထည့်ပေးလိုက်ရုံးမယ်โอเคအဲ့တော့အဲ့တော့မမဒီ question wall နေပတ်သက်ပြီး question wall တစ်လုံးစီအတိပဲကိုလည်းရှေ့က chapter တိုင်းမှာတခက်ပြပြီးအဲ့တော့ why ကိုတော့ကြည့်မယ် why နဲ့ဆက်မယ် why ပြီးဒီနှလုံးပြီးရင် subject ပြီးရင်ဒီထက်အတွဲထက်ပြီးရင် verb zero ဘာကြောင့်ဆိုတဲ့အတိပဲထွက်တယ်ဆိုပါစို့ဟိုကဆိုရင်လည်းဘာလဲပေါ့နော်ဝဲဆိုတာဘယ်နေရာမှာလဲ why do you want to live alone ဘာကြောင့်မင်းတယောက်တည်းနေခြင်းသာလဲ why do you like to live alone မင်းဘာကြောင့်တယောက်တည်းနေရတာကိုနှက်တတ်တာလဲ why do you love to live alone ဘာကြောင့်မင်းတယောက်တည်းနေရတာကိုနှက်တတ်မြန်လို့တာလဲ why do you hate to live alone မင်းဘာကြောင့်တယောက်တည်းနေရတာကို မုန်းတာလဲ why do you need to live alone မင်းဘာကြောင့်တယောက်တည်းနေရတာကိုနေဖို့လိုအပ်တာလဲပေါ့ why do you dare to live alone မင်းဘာကြောင့်တယောက်တည်းနေရဲတာလဲကဲဟုတ်ပြီတော့ဒီ usage လေးပေါ့ကိုအပိုင်လေးဖြစ်သွားအောင်လေ့ကျင့်ကြည့်တခြားဟာရအစားသွင်းကြည့်မနက်ဖြန်ကြာရင်လေ့ကျင့်ခံဖြေမယ်ဒီနေ့ပိုင်အောင်လေ့ကျင့်ထားပါ fight တင်းပါနော်